ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ရောင်ဖြစ်ပါတယ်2025ခုနှစ်ဧပြီလ6ရက်တနင်္ဂနွေနေ့ညနေခင်းစီရေးတရင်သုံးသက်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ဗဟုတိုင်းနောက်ချမ်းဘရောင်းတက်နေညောင်ချိုးအလွန်တိုက်စစ်ဟာဘေကိုဥတီနေပါတည်းညောင်ချိုးစခန်းကိုယခုလဧပြီလ2ရက်နေ့မှာအလုံးစုံသိမ့်ပိုက်ရရှိကြောင်းအရခတက်တော်တရားဝင်ကြီးညာထားတာကိုတွေ့ရပါပြီအရခနဲ့ပူပေါင်းတက်တည်းရဲ့တိုက်စစ်များဟုဟာ နှစ်ဖက်ချာထွက်လာမယ်လို့ခန့်မှန်းရပါတယ်။အုတ်ရှိပင်လမ်းတော်ဟာစစ်ကောင်စီအတွက်အရေးပါနေတယ်လို့ကာကွယ်ရေးတပ်စီဆက်ရုံနယ်မြေတွေကလည်းအထူးစိုးရိမ်ဖွဲရအခြေအနေကိုရောက်ရှိလာပြီဖြစ်ပါတယ်။ညောင်ခြေတော့တရွာလုံးနေရက်စွခွာစစ်ဖေးတင်းချောင်းတွားကြပြီဖြစ်ပါတယ်။ထုံးလုံးမှုရဆိုင်နေရတဲ့အမှတ်6ကာကွယ်ရေးတပ်စီဆက်ရုံကစစ်သားမှန်သမျှလက်နက်ထုတ်ပြီးစက်ပစ်ကွင်းဝင်နေကြပြီဖြစ်ပါတယ်။စက်ပစ်ကွင်းဆိုတာတနက်ပြစ်လေးချိန်ကွင်းကိုဆိုလိုတာဖြစ်ပါတယ်။ညောင်ကျိုးကနေ ထွက်လာတဲ့တက်ရှင်းများဦးဟာညောင်ခြေတော့ကိုအဓိကဥတည်ထားပုံရပါတယ်။ချော်ဗျူမှာထိတွေ့မှုစတင်ဖြစ်ပွားနေပြီဖြစ်ပါတယ်။ချော်ဗျူဆိုတာအမှတ်6ကာဝေးပစ္စည်းစက်ယုံရဲ့စက်ယုံ area ထဲမှာပါဝင်ပါတယ်။ဒါကြောင့်ပထမဆုံးတော့ကပ္ပစစက်ယုံ area ထဲကိုစစ်ကြောင်းထိုးဝင်ရောက်တိုက်ခိုက်နိုင်ခြင်းပဲဖြစ်ပါတယ်။ရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်ဖူးကြီးအခြေစိုက်အမှတ်7ကာဝေးပစ္စည်းစက်ယုံကိုလည်း short တိုက်ဒုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ထားခဲ့ရာ ဒုံဒုံလုံးစလုံးဆက်ရုံဧရိယာတဲ့ကိုကြားရောက်ပောက်ွဲခဲ့ပြီးထိခိုက်မှုစီးရင်ကတော့စီစစ်နေတယ်ဖြစ်ပါတယ်။အဆိုပါကာကွယ်ရေးပစ္စည်းဆက်ရုံဟာလက်နက်ငယ် MC တွေက MA7, MA12 နဲ့ MA73 တွေကိုအပြည့်အစုံထုတ်လုပ်ပေးတာဖြစ်ပါတယ်။ MA7 နဲ့ MA12 ဆိုတာနားလည်လွယ်အောင်ပြောရရင် G3 နဲ့ G4 ကို modify ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ MA73 ကတော့ဒင်တက်ထားတဲ့ဦးစီးပဲဖြစ်ပါတယ်။လက်နက်ငယ်ထုတ်လုပ်တဲ့စက်ရုံဖြစ်တဲ့အတန်းစက်ပြေကွင်ရှိပါတယ်။ ဲ့ဒီမှာအဖြစ်ပြက်တခုကြုံမှုတာလေးရှိပါတယ်ကျွန်တော်ရှေ့ပိုင်းတွေမှာပြောခဲ့ပူပါတယ်ကာကွယ်ပစ္စည်းထုတ်လုပ်ရေးညွှန်ကြားရေးမှုဘိုးချုပ်ခမောင်ဝင်းဟာကာကွယ်ဒုဝန်ကြီးအဖြစ်ပူပဲတာဝန်ယူထားရတယ်လို့ဩဇာကြီးပါတယ်သူ့လက်ထက်မှာကာကွယ်ပစ္စည်းဆက်ယုံတွေအများအများတိုးချက်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးစစ်တီအစားကအရတားဝန်ထမ်းအမျိုးသမီးတွေအလုံးရင်းနဲ့ခန့်အပ်ထားခြင်းလည်းဖြစ်ပါတယ်စေယုံကျောက်ဟာလဲရန်ကုန်မှာပဲရှိနေသေးရှိနေသေးစဉ်ကာလဆိုတော့တိုက်ကြီ အမှတ်7ကာကွယ်ပစ္စည်းစက်ရုံကို6ပေါက်မတက်မကြာခဏလာပါတယ်။လာရင်လဲစက်ရုံမှုအပါဝင်ဌာနမှုတွေတပ်ရေးဗိုလ်ကြီးတွေကိုမထင်ရင်မထင်သလိုဒုံးနဲ့ရိုက်လေရှိပါတယ်။အဲ့ဒီမှာလူစီတနတ်တွေကိုစမ်းသပ်ပြစ်ခတ်တော့ GD ဝန်ထမ်းအမျိုးသမီးတွေနဲ့လုပ်ပါတယ်။အမျိုးသမီးတွေပြစ်တဲ့အခါမှာမိသားတရားပြစ်မှတ်ကိုကြည့်စုမရဘူးဖြစ်နေပါတယ်။ဦးစီတနတ်ဆိုတာအနိကချီမုံကြီးအတွက်သာရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီးပြောင်းလို့အမျိုးသားတွေမှာပါဝင်ကမိသား200အတွဲမှာပဲထိရောက်မှုရှိတာဖြစ်ပါတယ်။ တရားလိုသဏ္ဍတို့ရဲ့ထုံးစံအတိုင်းစနစ်တကျလေ့ကျင့်ထားတဲ့သူတွေပြစ်မှပြစ်မှတ်ကိုထိရောက်တာဖြစ်ပါတယ်။အဲ့ဒီမှာဟဲ့ဟာဆက်ယုံမှုလာတာမင်းတို့သဏ္ဍတွေမကောင်းဘူးဆိုပြီးလောက်ပါတယ်။ဆက်ယုံမှုကလည်းနာမည်ကြီးကာနေဝေးအောင်ကျော်ဆိုသူဖြစ်ပြီးတစ်ချိန်လုံးသူ့ဘာသာသူတယောက်ထက်တောင်ပတ်ပြီးစိတ်တုံနေတဲ့ဇဘူးမျိုးနွယ်ဝင်တယောက်ဖြစ်ပါတယ်။သူ့ကို GD ဝန်ထမ်းတွေရှေ့မှာအရိုက်မခံလိုဟာနဲ့တူပါတယ်။အရန်ထားတဲ့ဦးစီးသဏ္ဍတလက်ကိုဆွဲလာပြီးဒါလားမကောင်းတဲ့သဏ္ဍဆိုပြီးဦးစီးကို 25ရောင်ကြီးတကလုံးကုံအောင်ခါပိုက်ပြစ်ခတ်ပြီးထွက်ခွာသွားပါတယ်။တနတ်ကလည်းပြစ်ချထားခဲ့ပါတယ်။ဘူချုပ်လုတဲ့သူလည်းပါဇက်အဟောင်းသားနဲ့ကြာနေခဲ့ပါတယ်။မကြခင်ရပိုင်းမှာတော့ကာနယ်ဝင်းအောင်ကျော်ဟာဆက်ယုံနေမြစ်ဖြစ်တဲ့အမှတ်20ကာဝေးပစ္စည်းဆက်ယုံတော်ကြီးမြန်မဲတဲ့ဟူရာရှိ2ယောက်စစ်ဒီ20ယောက်နဲ့ဘာဆက်ယုံမှမဆောက်ရသေးခင်ပညာပေးဆေးလွတ်လိုက်တာကိုခံလိုက်ရပါတယ်။ကျုံတော့တစ်ခုပြောပြပါမယ်။အမေ73ဟာကိုမမပစ္စတိုကြီးစံအမျိုးသားနဲ့သာပြစ်ခတ်ရတယ်ဆိုပေမဲ့ ရန်အချိုးအစားချင်းမတူညီဘူးဖြစ်ပါတယ်။ပစ္စလိုဂျီဇန်ကို MA73 မှာထည့်သွင်းပြခတ်ခဲ့မယ်ဆိုရင်ဖိအောက်ကွာဝေးဗီတာ200ကိုမရောက်ရှိနိုင်တယ်လို့ဦးစီးဂျီကိုပစ္စလိုမှာထည့်သွင်းပြခတ်ခဲ့ရင်တော့တနတ်ပြောင်းပွာလာနိုင်ပါတယ်။တစ်ဆက်တည်းငလင်တုတ်ပြီးကလေးကလေရင်ဘုံကြီးအထိကထုတ်လုပ်တဲ့ကစွမ်းမခြေဆိုင်အမှန်27ကာဝေးပစ္စည်းဆက်ရုံဟာကံကြောင်သာခွဲရုံတိုက်ခိုက်မှုခံလိုက်ရတဲ့အတွက်လျှက်စစ်သားရရှိမှုအပူတပြင်းစူးစမ်းနေရဆဲတာဖြစ်ပါတယ်။အမှန်25ကာဝေးပစ္စည်းဆက်ရုံဟာဆိုရင် အာနာသိန်းကြီးတွေကစီမံကိန်းတွေရန်နာလိုက်ရတာမို့မူလထဲကထုတ်လုပ်မှုမရှိတဲ့ဆက်ယုံတစ်ခုပဲဖြစ်ပါတယ်။တောင်ပိုင်းနဲ့ဆစ်ဌာနချုပ်နယ်မြေတွေကကပ္ပစဆက်ယုံတွေဖြစ်တဲ့စင်နဲ့ခြေဆိုင်ကပ္ပစ၃၊ကမြိုင်ခြေဆိုင်ကပ္ပစ၅၊ရောင်ခြေတော့ခြေဆိုင်ကပ္ပစ၆၊ကြောက်ဖူးခြေဆိုင်ကပ္ပစ၉နဲ့မတုံခြေဆိုင်ကပ္ပစ၁၆တို့ဟာညံအောင်အုပ်ချက်ပင်6.6 kV ဒါပဲ circuit tower line ကနေကြီးပဲလုပ်ပြီးလျှက်စစ်ထားအားရရှိမှုပြင်ဆင်နေပါတယ်။ ကောင်စာ16မှာကိုပိုင်ရေအားလျှပ်စစ်စက်ရုံရှိနေတဲ့ဆိုပေမဲ့ထုတ်လုပ်မှုအပြည့်ဝဆောင်ရွက်နိုင်ခြင်းမရှိပါဘူး။မအူကုန်နဲ့တောင်မောက်ရွာနီးတောင်မောက်10ကရေအားလျှပ်စစ်ဟာကာကွယ်ရေးပစ္စည်းစက်ရုံတွေအတွက်အရန်တင်ထားတဲ့သဘောမျိုးဖြစ်ပါတယ်။မန္လီတိုင်းမိတ်ဒီလာလှိုင်းတဲ့အခြေဆိုင်တက်မတော်မိုးရေကဖြင့်စက်ရုံဟာလည်းပုံမှန်လိုက်ပက်နိုင်ဖို့ကြိုးစားရမယ်ဆက်လက်နဲ့ပစ္စည်းညွှန်ကြားရေးမှူးရုံးလက်အောက်ခံစက်ရုံတွေကတခုအပါအဝင်ဖြစ်ပါတယ်။စာအုပ်ပြိုကြခြင်းအထိုင်ချထားတဲ့စက်နေရာတွေရွေးရှားပစ္စည်းခဲ့ခြင်းတို့အပြင် ဝန်ထမ်းတွေလည်းဒဏ်ရာရတေဆုံးမှုတွေရှိခဲ့တာမို့ပုံမှန်ပြန်လဲလက်ပတ်နိုင်အချိန်ကာလတစ်ခုကြာမြင့်ပါလိမ့်မယ်။အမှတ်၈ရှေ့တန်းအချင်းကျထောက်ပံ့တဲ့ပို့ဆောင်ရေးတပ်ရဲမှလည်းရိခါရင်းနှီးအဝင်ထွက်များလွန်းနေတာတွေ့ရပါတယ်။စစ်ဘက်ရေးအလုံးစုံရေးတပ်ဖွဲ့ရုံးနဲ့အမှတ်928ထောက်ပံ့တဲ့ပို့ဆောင်ရေးတပ်ခွဲတပ်တွေလည်းတပ်မျက်နှာစာအော်ဒါရိုင်းတွေပြိုကျပျက်စီးခဲ့လို့ပြိုးကျန်ကားတဲ့အစိမ်းစာတွေနဲ့ကာယံထားရရှားပါတယ်။ မရရာရှေချမ်းဖြစ်တဲ့ထမ်းမင်ကုန်းနဲ့ပုံးတာကိုတရက်ကိုင်းလက်နေကြီးဆက်ကန်းကနေပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့စစ်ကြောင်းထိုးဝင်ရောက်လာတယ်မှာလဲ၄ကြောင်းအဆောက်ရှောက်လိုက်ပါပေးခဲ့တယ်လို့သိရပါတယ်။တပိတ်ချင်းခြေဆိုင်အမတ်73တပ်မတော်တမ်းမြင့်၄ကြိမ်ကြောင်းကတော့ချက်ခင်ချက်ပိုင်းကတပ်ပြင်ထွက်လှုပ်ရှားခဲ့ကြပြီမဲ့ဒီရက်ပိုင်းမှာတော့တပ်ပြင်ကိုလုံးဝမထွက်ဖို့ညွှန်ကြားလာတာရှိပါတယ်။အရေးပေါ်လှုပ်ရှားရမယ်ဆိုရင်ကပတိန်ပိုင်ဆိုတဲ့ခေါင်းဆောင်နဲ့အဖွဲ့ကချက်ချင်းစုဖွဲ့ဖို့ဘိုးကဲမှာစောင့်ဆိုင်လျက်ရှိပါတယ်။ချင်းတီနယ်မြောက်ပိုင်းတွန်းဆန်မြို့ကတော့ ZRA ဆိုပြီး ီဗော်လူရှင်းအာမီရဲ့တိုက်စစ်မှုကိုချင်းတော်လိုင်းတပ်ဖွဲ့တွေကအခုခံနေရပါတယ်။နောက်ဆုံးတိုက်ပွဲဖြစ်စဉ်မှာဇက်အာရီဘက်ကမက်စီတယောက်နဲ့ဒံယာ6ယောက်ရထားပြီးချင်းတော်လိုင်းတပ်ဖွဲ့ဘက်ကတော့၄ယောက်ထိခိုက်မှုအနည်းငယ်ရှိပါတယ်။တိတိန်ခြေဆိုင်အမှတ်269ချင်းလင်းတရင်ရဲ့အုတ်ချုပ်ထောက်ပံ့မှုနဲ့တွန်းဆံမျိုးကိုတိမ့်ပိုက်ထိန်းချုပ်နိုင်ရေးတိုက်စစ်ဆင်နေတဲ့အနေအထားဖြစ်ပါတယ်။မကွေးတိုင်းရေစကြိုမြို့နယ်ထဲမှာလည်းကာကွယ်ရေးတပ်ဖွဲ့တွေရဲ့စိုးမိုးမှုတစ်ဖြည်းဖြည်းချင်းအားကောင်းလာပါတယ်။ ချီတွေ့တိုက်ပွဲတွေဇက်တိုက်ဖော်ဆောင်နိုင်ခဲ့တယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်းစစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်ပတ်သက်မှုရှိတဲ့အစားအုပ်စီတင်ဆောင်ထားသောကုန်တင်ရင်သစည်းကိုဖမ်းဆီးထိန်းသိမ်းထားနိုင်ထားတာရှိပါတယ်။ဖမ်းဆီးထားတဲ့မော်တော်ယာဉ်ကိုကာကွယ်ရေးလုပ်ငန်းတွေမှာအသုံးပြုသွားမှာဖြစ်ပြီးစီပေပါအလုံး90ဆိုတော့ပိတ်တာ9800။တာရုတာရုတာရုပါ။စစ်ကောင်စီရဲ့လူသစ်စုတင်နှံပေးလာတာအပတ်စဉ်ကိုထီရှိလာခဲ့ပြီးအင်အားတဝက်ခန့်ကိုသာကူညီကယ်ဆယ်ရေးလုပ်ငန်းမှာအသုံးပြုမှာဖြစ်ပြီးကြံထက်ဝက်ကိုတော့အပြည့်ရထားတယ်လို့ပြောပေမဲ့ရှေ့တန်းစစ်မျက်နှာတွေကိုပဲ ခြေတင်ပို့ဆောင်မှာဖြစ်ပါတယ်။အပြည့်ရလို့ကဘာတိကျင်ညာထားပေမဲ့မြေပြင်မှာတော့အကြီးရည်လေးအစုံတိုက်စစ်ဆင်နေသေးတာဖြစ်ပါတယ်။စစ်ကောင်စီဟာအခုရက်ပိုင်းမှာ TNL ထိချုပ်ထားတဲ့မိုးကုတ်နဲ့နောင်ချိုမြို့ပေါ်တွေကိုလေကြောင်းတိုက်ခိုက်နေတယ်လို့တောင်ခမ်းကနေနောင်ချိုကိုကတ်နိုင်မှုမြေပြင်စစ်ရေးအပြင်းထန်ကြိုးစားလာနေတာကိုလည်းတွေ့ရပါတယ်။စကိုင်းတိုင်းကဘော်ဒေတာကပြည်သူတွေအိန္ဒိယနယ်စပ်ဖက်ကိုလာပေါင်းများစွာနေရွှန့်ခွာနေကြရပါတယ်။စစ်ကောင်စီဘက်ကစစ်ကြောင်းထိုးတာမရှိဘဲကာကွယ်ရေးတပ်ဖွဲ့တွေကရှောင်ခိုင်းတာလို့သိရပါတယ်။ ဆရာဆန်ရွာဝက်ရှူရွာနဲ့တန်ရောစင်ရွာ၃ရွာဖြစ်တယ်လို့သိရပါတယ်။ယနေ့ထိကာကွယ်ရေးတပ်ဖွဲ့တွေကရွာတွေကိုပိတ်မုံတယ်လို့ဖုံးတွေကိုပါတိမ်းဆဲနေပါတယ်။နေဆက်မှာလည်းကြာရှည်နေထိုင်ရတာအဆင်မပြေတဲ့အတွက်ဖုံကလင်းနဲ့ကွန်းတောင်းရွာတွေမှာခိုလုံနေကြပါတယ်။စည်ရေးရမလိုအပ်ရင်ဒေသခံတွေကိုဒုက္ခရအောင်မလုပ်ကောင်းပါဘူး။ခုဆိုရင်ရွာကနေကလေချောင်းတက်ခိုင်းမှုလုပ်ပါစေလို့ဆုတောင်းနေကြပါတယ်။စစ်ကောင်းဆောင်ပြင်ညာချက်ထုတ်ပြန်လိုက်တာရှိပါတယ်။လက်ရှိမေးတမ်းကြောင့်တေဆုံးသူတွေကိုတဦးလျှင်၁၀သိန်းစီထောက်ပံ့မယ်ဆိုတော့တည်တဲ့သူတွေက ိုယ်တိုင်လာထုတ်ရမယ်အဖြစ်နဲ့ကြုံတွေ့နေကြလို့အခက်ကြုံနေကြပါတယ်။နောက်ဆုံးတစ်ခုပြောပြချင်ပါတယ်။ပြီးခဲ့တဲ့ရက်ကဆိုရှယ်မီဒီယာမှာလေရင်ဖုံးလို့ယူဆရတဲ့ဘုံစည်းကိုဒေသခံပြည်သူတွေထမ်းပိုးတယ်ဆောင်ရွှေပြောင်းနေတဲ့ movie တစ်ပုဒ်ဖြစ်ပါတယ်။အဲအဆိုပါလေရင်ဖုံးစည်းလို့ထင်တဲ့ပစ္စည်းဟာလေရင်ဖုံးစည်းမဟုတ်ပါဘူး။ကျွန်တော်တို့ drop tail လို့ခေါ်တဲ့လေရင်တွေရဲ့ကိုယ်ရပြင်ပမှာတက်ဆင်အုံပြုတဲ့ extra fuel တဲ့စံမှဖြစ်ပါတယ်။အဲလေရင်စီချက်သွင်း အသုံးပြုတဲ့အတံပဲဖြစ်ပါတယ်လေရင်ဘုံစီမဟုတ်ပါဘူးခင်ဗျာစလဲစောင်းနောက်ထောင်ပြည့်တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်